မေတ္တာဝိဟာရီအစရှိသောဤတရားဒေသနာတော်ကိုမြတ်စွာဘုရားသည်ဒေတဝန်ကြောင့်တော်၌နေတော်မူစဉ်ညသောအကုန်သောယံလူကိုအကြောင်းပြုဟောတော်မူလေ၏တဘာသောအခါရှင်မာကိသိမထေသည်အဝန္တိဇနပုတ္တို့၌ကုလကရာမြည်သောမြို့ကိုမှီ၍ဘုဒ္ဓတော်၌နေတော်မူသည်ရှိသောတကရေထိုက်သောနာတန်သာဆင်မြန်းလေရှိသောသောနာအမိရှိသောဥပါဒကသည် ရှင်မာကတိမရေဤတရားဟောကြားခြင်း၌ကြီးညိုလာသောကြောင့်မထေမြတ်၏အထံတော်၌ယံပြုခြင်းကအလိုရှိလက်သဖြင့်ရှင်မာကတိမထေတိတောနာတရကအတတဆုံးတထသာဆ ਾਇ ရခြင်းရှိသောတယောက်ပြီးတာအိယာခြင်းရှိသောမြတ်သောအခြင်းကိုပြုခြင်းကခရင်လာပေ၏ဟုမိန်တော်မူ၏ငကြိမ်တိုင်းတိုင်းပေမြင့်အပ်တော်လဲယံဖြစ်၌အလုံးလျင်ဖြစ်သောအာထုတ်ရှင်းရှိလေ၏ သုံးကြိမ်မြောက်သောအခါရှင်မာကေတိမထေရကိုတောင်းပန်၍ရှင်သာမဏေပြူကြီးလျင်သခိဏပရာတိုင်းရ၌နေတော်ရန်ရှိသည့်ဖြစ်ကြောင့်သုံးနေတို့၏လွန်သောအခါမှရအသောပဒင်းဖြစ်ရှိသည့်ဖြစ်မြတ်စွာဘုရားကို မျက်မှောက်ထင်တင်ဖူးမြင်လိုသည့်ဖြစ်ရကားဥပိသေဆရာကိုပန်ကြားသဖြင့်ထိုဥပိသေဆရာသည်ပေးအပ်သောမှားထားအပ်သောတရင်တကားကိုယူ၍ အစင်းသည်ဖြင့်ဇေဒဝန်ကျောင်းတော်ကိုရောက်သွားပြီလျင်မြတ်စွာဘုရားကိုရှင်ခိုးလျက်ပြုတ်ကတော်အစိတ်သက်ရှိသည်ဖြင့်မြတ်စွာဘုရားသည်တခုတည်းသောကန္နာကုရီ၌သာလျင်ခွင့်ပြုတော်အိယာနေယာရှိသည့်ဖြစ်၍ညာသွားသားလျင်ဖြစ်သောညင်းကိုလွင်ကြီးကောင်း၌လွန်စေပြီလျင်ယင်းဖို့၌ကန္နာကုရီတို့ဝင်၍မိမိအားရောက်သောအိယာနေယာ၌သူညင်းဖို့ကိုလွန်စေသည်ဖြင့်နနသောသောအချိန်၌မြတ်စွာဘုရားသည်တိုက်တွန်းတော်မူအပ်သည်ရှိတော် အလုံးစုံသားလင်းဖြစ်ကုန်သောအရကဝတ36တုတ်တို့ကိုအတံပြင်းပါဠိရွတ်တော်ဤဖြင့်ရွတ်လေ၏သောကသောနာမထေအားမြတ်စွာဘုရားသည်အတံပြင်းပါဠိရွတ်ပြီးသောအစုံ၌လွန်စွာဝမ်းမြောက်စေတော်မူလျက်ရှင်သာယဟံကောင်းပေစွာကောင်းပေစွာဟုကောင်းစီပေးလေ၏မြတ်စွာဘုရားပေးအပ်သောကောင်းစီတံကိုကြားရ၍မြေ၌တည်သောနတ်နဂါကလုံးတို့သည်ကောင်းစီပေးကြလေကုန်၏ ဤတို့လင်မြမပြည်တိုင်းအောင်တပြိုင်နက်တစ်ချက်တည်းကောင်းစီပေးခြင်းဒီလာလင်ဖြစ်လေ၏ဒုက္ခနာ၌ဇေရဝံအကြောင်းတော်မှယူသနာတရ20အထက်ကုလကရာမြို့၌သောနာမထေဤမေတော်ဖြစ်သောဓာယိကာမာကြီးအိမ်၌အိမ်သောနက်ဒီလေသေးစွာသောအတန်ဖြင့်ကောင်းစီပေးလေ၏ဒုက္ခအိမ်သောနက်ကိုဓာယိကာမာကြီးဒီကောင်းစီပေးသောဤသူကအဘယ်သူနည်းဟုဆိုလေ၏နှမငါတိဟုဆိုလတ်တော်ဤနည်းဘယ်သူဖြစ်သည်နည်းဟုဆိုပြန်လေ၏ သင်၏အိမ်၌ဆောင်သောနတ်ဖြစ်ပါသည်ဟုဆိုပြန်လတ်တော်သင်သည်ဤနေရာမှရှေး၌ငါအားကောင်းရှိကိုမပေးသမှုပဲပါပဲလျက်ကောင်းရှိကိုမပေးသဖို့ပါပဲလျက်ယနေ့ဘဲကြောင့်ပေးပြီသည်နည်းဟုဆိုလေ၏ငါသည်တရားကောင်းရှိကိုပေးသည်မဟုတ်ရပါဟုဆိုလတ်တော်ထို့သောမဟုတ်လျင်ဘယ်သူအားသင်ကောင်းရှိပေးပြီသည်နည်းဟုဆိုလေ၏သင်ဤသာတော်ဖြစ်သောကောရိကန္နသောနာမထေရအကောင်းရှိပေးပါသည်ဟုဆိုလတ်တော်ငါဤသာတော်သည်အဘယ်ကိုပြုဝီသည်နည်းဟုမေးလေ၏ သိင်းသာတော်သည်ယနေ့မြတ်စွာဘုရားနှင့်အတူတကွတခုရီသောကန္နာကုရီတိုင်း၌နေလျက်တရားကိုဟောပါသည်မြတ်စွာဘုရားသည်သိင်းသာတော်ဤစကားကိုရှားနာ၍ကြီးညိုစွာကောင်းရှိပေးပါသည်မြတ်စွာဘုရားဤကောင်းရှိပေးခြင်းကိုဝန်ခံလျက်မြေ၌တည်သောနတ်တို့ကိုအစာပြု၍ပြမကြီးတရားံတရားိနဲ့တစ်ချက်တည်းကောင်းရှိပေးခြင်းသာလျှင်အကျဉ်းချောင်းဖြစ်၏ထို့ကြောင့်သုသောနာမထေရငါသည်လည်းကောင်းရှိပေးရပေ၏ဟုပြောဆိုလက်သည်ရှိသော် ရှင်နာဤသို့အတို့နီငါသားဒီမြတ်စွာဘုရားတရားဟောသလိုမြတ်စွာဘုရားဒီငါသားတရားဟောသလိုဟုမေးပြန်လေသင်သားတော်ဒီမြတ်စွာဘုရားဟောဤဟုပြောဆိုလက်သည်ရှိသောဤသို့နပြောစဉ်ပင်လျင်တက္ကမကြီးအားငါးပါးပြားရှိသောပိဋိတိဖြင့်ကိုယ်လုံးကို ပြန့်နှံ့လေသူကရာဟိကမကြီးအားအကြံဖြစ်ဒီမှာငါသားဒီမြတ်စွာဘုရားနှင့် အတူတကွတခုတည်းသောကာဏဂုရီတိုင်း၌နေလျက် မြတ်စွာဘုရားတရားဟောခြင်းကတက်သွားနိုင်ပြီ။ငါလည်းပြောဟောခြင်းကတက်သွားနိုင်အပ်သည်သာလျှင်ဒီငါသားရောက်လာသောအခါတရားနာခြင်းကိုတရားဝေကိုပြုစေ၍တရားနာဟုအဟုကြံအကြံဖြစ်လေ။သောနာမရေသည်လည်းမြတ်စွာဘုရားသည်ကောင်းရှိပေးလက်သည်ရှိတော်။ဒီအခါ၌ငါ၏ဥပဒေတရားပြေးလိုက်သောသတင်းသကားကိုရှောက်ကြအံ့သောငါအခါဒီဟုမြတ်စွာဘုရားကို ပိသန္တိသနဘုရု၌ဝိနိဒိုလျင်၅ယောက်မြောက်ရှိသောယဟန်အပေါင်းအဖြစ်ပြသိခန့်ခြင်းကိုအစားပြု၍၅ပါးသောသုတို့ကိုတောင်းပန်၍နေရသုံးရက်ကလုံးမြတ်စွာဘုရား၏အထံတော်၌သာလျင်နေပြီး၍ဥပိ္ပဇေကိုဖူးမြင်ပါဦးမည်ဘုရားဟုမြတ်စွာဘုရားကိုပန်ကြားသဖြင့်ဒေရဝံကြောင့်တော်မှထွက်ပေသည်ရှိသောအစဉ်တစ်ပြင်ဥပိ္ပဇေတရား၏အထံတော်သို့ရောက်သွားလေ၏တောင်းသောသု၅ပါးသလုံးရသည်ထို၅ပါးက ပိသန္တိတို့၌ယံရှားပါသောကြောင့်ဝိနည်းတို့ပုဂ္ဂိုလ်လျင်ငါးပါးရှိသောယံအပေါင်းဖြင့်ယံကံယံပြုကံဆောင်နိုင်ခြင်းမိတိမဒေတာ၌ဆယ်ပါးရှိမှပြုလို့ရသည်ပိသန္တိတို့၌ညီကျန်တန်းသောကြောင့်အထက်ထက်သောဖဏတ်ကိုစီးနှင်းနိုင်ခြင်းမိတိမ၌လွှာခြင်းသာစီးနှင်းအပ်သည်ပိသန္တိတို့၌လူတို့သည်အလေးကရုပြု၍ရေရှိုးလေရှိသောကြောင့်အမြဲရေရှိုးနိုင်ခြင်း မေဒီမာ၌35ရက်မှတကြိမ်သာယေရှုအပ်သည်ပိသံတရေတို့ပိသံတရေတို့၌ဖြာလာတရေခင်းတရေခင်းလေးရှိတော်ကြောင့်စိတ်တရေသမင်းတရေတို့ကိုခင်းသုံးနိုင်ခြင်းမေဒီမာ၌တရေအလုံးပင်မအပ်အရတဘာသွားတရားလူတော်သင်္ကန်းကိုလက်သို့ရောက်လက်သို့ရောက်မှရရေတော်၏ဆေးရအတွင်ဝိနိကံပြုရခြင်းဤ၅ပါးသည်ဥပေတေထရာရှင်မာကိတိမထေရီတဖန်မိုးတော့ သောနိ၌သုသောနာမတိကိုခေါ်၍သွားကံသွားသည်ရှိသောမေတော်ဓာဤကာမကြီးအိမ်တကားသို့ရောက်သွားလေ။ဓာဤကာမကြီးသည်လည်းသားကိုမြင်တဲ့လျင်ရှင်လန်းနေတတ်သောစိတ်ကြီးသည်ဖြင့်ရှင်ခိုး၍ရိုသေသောဆုံးလုပ်ကြည့်ပြီးလျင်ရှစ်သားမောင်မသိအရှင်ဘုရားသည်မြတ်စွာဘုရားနှင့်အတူတူကကနာကုရီတိုက်၌နေလျက်မြတ်စွာဘုရားတရားတကားကို ဟောသည်ဟူသည်မှန်ပါသလောဘုရားဟု မေးလျှောက်လေ ခာယိကာမကြီးတင်အားအဘယ်သူသည်ဤအကြောင်းကိုပြောသည်နည်းဟုမေးလတ်တော်စိတ္တာဤအိမ်၌အိမ်သောနှင့်တည်သွားသောအတန်ဖြင့်ကောင်းရှိပေခြင်းကြောင့်ခာယိကာမကြီးကဤသူကအဘယ်သူနည်းဟုမေးသည်ရှိတော်ငါဟု၍ဆိုလျင်ဤသို့၎င်းဤသို့၎င်းဤသို့၎င်းပြောဆိုပါသည်ထိုစကားကိုကြားရ၍ဒါဤကာမကြီးအားအကြံဖြစ်ပါသည်ငါသာသောနာမထေသည်မြတ်စွာဘုရားအတရားစကားကိုအကြွေဟောသည်ဖြင့် မိခင်တာဤကာမကြီးအားလေဟောခြင်းကတက်သွားနိုင်လက်တန်းဟုအကြံသည်ဖြစ်ပါသည်ဖရာဟုလျှောက်ဆိုလေထိုနောက်သောနာမထေကိုရှိသာအခြင်းကြောင့်ပင်မောင်မသိင်းသည်မြတ်စွာဘုရားဤမျက်မှောက်တော်၌တရားကိုဟောနိုင်ပြီထို့ကြောင့်မိခင်တာဤကာမတာဤကာမကြီးအားလေဟောခြင်းကတက်နိုင်လက်တန်းဒီသာလျင်သည်ရှိသာဤမိသောနေ့၌တရားနာခြင်းကိုပြုလုပ်စေ၍ရှင်သာဤတရားကိုနာအံ့ဟုလျှောက်ဆိုလက်တော် ထိုသောနာမထေတီတိခံတော်မူလေမေတော်ဒါယိကာမကြီးတီယဟန်တံကအလှကိုလှူဒန်းပူတော်ခြင်းကိုပြည့်ငါသားဤတရားတကားကိုနာကြအံ့ဟုတယောက်တိတာလျင်ဖြစ်တော်ကျွန်မကိုအိမ်သောထားပြီးလျင်အလုံးစုံသောအရှင်ယံပိဋကပရိဒတ်ကိုခေါ်လျက်မြူရင်းနာတရားနာခြင်းအကျိုးငါဆောက်လုပ်ပေးအပ်သောမန္တကြီးဝဲအသွေးသေးတန်သာသင်ချင်းရှိသောတရားဟောပလင်တို့တက်၍တရားတော်ကိုဟောကြားသောသာမထေရီတရားကိုနာကြားအံ့သောအကျိုးငါသွားလေ၏ ထိုကားကိုရသောခိုးသူတို့သည်ထိုဓာဤကမာကြီးအိမ်၌အခွင့်ကို ကြည့်ရှုသွားလာလှည့်ပတ်ကြကုန်၏ထိုဓာဤကမာကြီးအိမ်ဒီကဒတိုင်းခုနထတို့ဖြင့်ဆံရအပ်သည်ဖြစ်၏ဒကားမုတ်ခုနခုနှင့်ရှင်ချင်းရှိ၏ထိုဒကားမုတ်တို့ကိုထိုဒကားမုတ်ထိုတို့ရတ်တို့၌ကြံတန်းသောခွေးတို့ကိုဖွဲ့စီကထားကြလေကုန်၏အတွင်း၌အမိုး၏ရေသက်ကြရာအရ၌ကကျုံတူး၍တလွဲဖြင့်ပြည့်စေကြကုန်၏ထိုတလွဲသည် နေခါ၌နေဘူးသည်ဖြင့်ကြည်၍ကြက်ကြိုက်သုတကဲ့သို့တည်၏ယင်းခါ၌ကခတ်မှာကြမ်းတမ်းသည်ဖြစ်၍တည်၏သို့တည်းလည်းယရှားမင်း၌များစွာကုန်သောတန်ရှင်ညောင်းရှင်တို့ကိုအကြမရှိမြေ၌ဆိုက်ထားကြကုန်၏ဤတို့လည်းအဆောင်ချကို၎င်းဒါဤကာမကြီးအိမ်တွင်း၌တည်တည်အဖြစ်ကို၎င်းဆွဲ၍ခိုးသူတို့သည်အခွင့်ကိုမရနိုင်ကြကုန်သူနေ၌ဒါဤကာမကြီးတရားနာသွားသည့်အဖြစ်ကိုသိရသည်ဖြင့်ဥမင်ကိုဖောင်းထင်း၍တခံတလဲကျုံဤ၎င်း ်တန်ရှင်ညောင်းတို့ဤ၎င်းအောက်အဖို့ဖြင့်သာလျင်အိမ်တို့ဝင်ရောက်ပြီးလျင်ခိုးသူကြီးကိုကယ်၍ထိုတိုင်ဤကမာကြီးသည်ငါတို့ဤအိမ်တို့ဝင်သည့်အဖြစ်ကိုကြားသိကြလျင်ပြန်နည်း၍ရှေ့သို့ရှေ့ကျပြန်လာသည်ဖြင့်ထိုတိုင်ဤကမာကြီးကိုတန်လဲဖြင့်ခုတ်ပြဲ၍တက်ကြကုန်လောဟုသောနာမထေရီမေတော်ထံသို့သိလို့ကြကုန်၏တို့ခိုးသူကြီးသည်သွားရ၏ဓာဤကမာကြီးအထာဏရက်ပြီးနေလေ၏ ကိုသူတို့ဒီလည်းအိမ်တွင်း၌သီမိညှိထိုး၍အသည်ပြာဥစ္စာတပြာထားရာတိုက်ခန္ဓကားကိုခွင့်ကြလေကုန်၏ထိုအိမ်သောဂျုံမသည်ကိုသူတို့ကိုမြင်ရလျင်အိရှင်သာဤကာမကြီးအထံသို့သွား၍သခင်မများစွာသောကိုသူတို့သည်အိမ်တွင်းသို့ဝင်၍ဥစ္စာတပြာထားရာတိုက်တကားကိုခွင့်ကြပါကုန်၏ဟုပြောကြလေ၏ထိုကဂျုံမကိုဒါဤကာမကြီးသည်ခေါ်၍ တခိုးတို့သည်လည်းမိမိတို့အမြင်နဲ့မြအတရားတို့ကိုဆောင်ကြပါသည်ကိုငါသည်ငါသားတော်ဤတရားစကားကိုနာကြအောင်ကငါသားတရားဤအန္တရာယ်အနောက်ချက်ကိုမပြုတာမပြုလာလင်အိမ်တို့ပြန်သွားချေဟုပြန်လှုပ်လိုက်သည်ကိုသူတို့သည်လည်းအတရားတိုက်ကိုရှင်းနည်းပြုပြီးလျင်ငွေတိုက်ကိုခွင့်ကြပြန်ကုန်၏ထိုဂျုံမသည်တဖန်လဲလာပြန်၍ထိုအကြောင်းကိုပြောကြပြန်လေ၏ထိုကဂျုံမကိုဓာဤကာမကြီးသည်ခေါ်၍ကိုသူတို့သည်အလိုရှိသမျှကိုဆောင်ကြပါသည်ကို ငါအနောက်ချက်ကိုမပြုပါလဲဟုဆို၍တဖန်ကြုံမကိုဖိလို့လိုက်ပြန်လေ၏ထိုကိုသူတို့သည်လည်းငွေတက်ကိုလည်းအရှင်းဤပြုပြီးလျှင်ရွှေတက်ကိုဝင့်ကြပြန်ကုန်၏ထိုကြုံမသည်တဖန်လဲသွားတဲ့၍ဓာရိကာမကြီးအားထိုအကြောင်းကို ပြောကြားပြန်လေ၏ထိုကကြုံမကိုဓာရိကာမကြီးသည်ခေါ်၍ဟဲကြုံမသင်သည်အချိန်များစွာငါအထံသို့လာပြီ၏ခိုးသူတို့သည် အလိုရှိတိုင်းဆောင်ယူကြပါသေးကုန်ငါသည်ငါသားတော်တရားတော်ကိုနာကြအောင်အာ ငါနှောက်ချက်ကိုမပြုပါလင်ဟုငါဆိုတော်လဲငါစကားကိုမနာယူပဲအဖတ်တလဲလဲလာသည်သာဒီယခုအခါသင်အငယ်၍ပြန်လာသည်ဖြင့်အသင်အားပြုအပ်သည်ကို သိရပြီတော့အိမ်တို့သာပြန်သွားလေတော့ဟုသေလွတ်လိုက်ပြန်၏ခိုးသူကြီးဒီထိုတာဤကမကြီးဤစကားကိုကြားရလေဤသို့သဘောရှိသော မိမကြီးဥစ္စာကိုခွေးယူကြကုန်သောသူတို့အားမိုးကြိုးကြ၍ဥထိတ်ကို ခွဲရ၏ဟု အောင်မေလေးကခိုးသူတို့ရထန်တို့သွားပြီးလျင်လှေးမြန်းသွားထိုဓာဤကာမကြီးဥစ္စာကိုပကတိထားမြဲတိုင်းထားကြကုန်လို့ဟုဆိုလေထိုခိုးသူတို့ဒီအတပြာတို့ဖြင့်အတပြာတိုက်ကိုရွှေတို့ဖြင့်ရွှေတိုက်ရွှေငွေတို့ဖြင့်ငွေတိုက်ရွှေတိုက်တို့ကိုတဖန်ပြည့်စေပြန်လေကုန်၏ဤဒီကဓမ္မရာသဘောဖြစ်တဲ့ဤသူတော်ကောင်းတရားဒီတရားကိုကျင့်သောသူကိုစောင့်ရှောက်ပေ၏ထို့ကြောင့်သာလျှင်ဤကာရာကိုမိန့်ဆိုတော်မူလေ၏ ဓမ္မောဟဝေရကတိဓမ္မသာရိဓမ္မောသူစိန်သောဒုက္ခမာဝဟတိဧသာနိတံသောဓမ္မေသူစိန်တိဧသာနိတံသောဓမ္မေသူစိန်နိနသုကတိံကိစ္စတိဓမ္မသာရိဓမ္မောတရားတိဓမ္မသာရိတရားကျင်သောသူကိုဟဝေစင်စိရခတိကောင်း၏သူစိန်သောကောင်းစွာကျင့်သောဓမ္မောတရားတိ သူခံရှမ်းသာသုံးပါကို အာဝဟတိရွက်ဆောင်တတ်၏ဤတော့ဤဒီကသူစိန်တော်ကောင်းစွာခြင်းအသောဓမ္မေတရား၌ဝါတရားဤအာနိတံသော အကျိုးဒီဓမ္မသာရီတရားကိုခြင်းလေရှိသောပုဂ္ဂိုလ်သည်ဒုက္ခတိန်ဒုက္ခတိဘဝသို့နာခိတတိမလားရောက်နိုင်ကိုသူတို့သည်လည်းတွား၍တရားနာရအရ၌ဤနေကြလေကုန်၏သောနာမထေတီလည်းတရားတော်ကိုဟောကြားသည်လျင် မြင်ဖို့မိုးလင်းလက်ဒီရှိသောတရားဟောနေရမပလင်မသက်သင်းလေဤဒုက္ခနာ၌ခုသူကြီးဒီဒါဤကာမကြီးဤရှည်ရင်း၌ဝိလျက်တခင်မကျွန်တော်အတိခံပါလို့ဟုဆိုလေဤအမောင်ဤသို့တောင်းပန်ရခြင်းအကြောင်းအမေနီးဟုမေးလက်တော်ကျွန်တော်ဒီတခင်မတို့၌ယံညှို့ဖွဲ့ခြင်းကိုပြု၍တခင်မတို့ကိုသတ်လို့သောကြောင့်ယက်ဒီနေပါသည်ဟုဆိုလေဤထို့သောဖြစ်မူအမောင်တင့်အားငါတိခံပါဤဟုဆိုလက်တော် ြင်းတော်ခိုးသူတို့သည်လည်းထိုခိုးသူကြီးအတူတာလျင်ပြောဆိုတောင်းပန်သောကြောင့်အမောင်တို့ငါအသိခံပါ၏ဟုဆိုလက်သောထိုခိုးသူတို့သည်သခင်မကျွန်တော်တို့အားအကယ်၍သိခံကြပါသည်ဖြစ်ပါသခင်မဤသားတော်အထာနယံဖြစ်ကိုပေးသေးခြင်းမဤဟုပြောဆိုကြလေကုန်၏သူမရိမေရတာဤကာမကြီးသည်တားကိုရှင်ခိုးလျက်ရှစ်သားဤခိုးသူတို့သည် မိခင်ဤကုန်ကျေးသူ၌၎င်းဖျားရှင်တို့ဤတရားတကားတော်၌၎င်းကြီးညိုခြင်းရှိကုန်သည်ဖြစ်၍ယံအဖြစ်ကိုတောင်းပန်ကြပါကုန်၏ထိုသူတို့ကိုယံပြုဝေးကြပါကုန်လောဟုလျှောက်လေ၏မရေဒီကောင်းသည်ဟုဆို၏ထိုခိုးသူတို့ဝေးရသောအဝိပသောတို့၏အမြိတ်သားတို့ကိုဖျက်စေ၍မြေနီဖြင့်သိုးစေပြီးလျင်ထိုခိုးသူတို့ကိုရှင်သာမဏေပြုဝေး၍သီလာတို့၌တည်စေတော်မူလေ၏ပဒင်းပြည်သောအခါလဲထိုကိုးရသောအတိုင်းရှိရှိကုန်သောယဟန်တို့အား တပါသည်တပါသည်အတီအတီသောကမ္မထံကိုပေးလေ၏ထိုကိုရာသောယံတို့သည်အတီအတီကိုရာသော ကမ္မထံတို့ကိုယူသည်ဖြင့်တောင်တစ်ခုသို့တက်၍ထိုတို့သည်ပင်အရေး၌နေထိုင်လျက်ယံတရားကိုအားထုတ်ကြလေကုန်၏ဘုရားရှင်သည်ယူသနာတရား20ထပ်၌တည်သောဇေဒဝံကျောင်းတော်ကြီး၌တရင်သုံးလျက်သာလျင်ထိုယံတို့ကိုကြည့်ရှုတော်မူ၍ထိုယံတို့၏ဇယအဖန်ဖြင့် ။တရားဒေသနာတော်ကိုပိုင်းခြား၍မှတ်သားတော်မူပြီးလျင်ရောင်ကြီးတော်ကိုပြန့်နှံ့စေတော်မူလျက်မြေမောင်း၌နေထိုင်၍ဟောတော်မူပြီးတကယ်သို့ဤကာရကိုဟောကြားတော်မူလေ၏။မေတ္တာဝိဟာရီယောဘိက္ခုပတ္တနောဗုဒ္ဓသာသနေအဓိကိသေပတံတန္တံသင်္ခါရုအဓိကိသံအဓိကိစေပရံတန္တံသင်္ခါရုပတမံဒုက္ခံ ိဉ္သာဘေကုဣမနာဝံသိဒ္ဓတိလဟုမေတ္တိသစ္စဝရာကင်းသဒောသင်္သတတောနိဗ္ဗာနမေဟိတိပင်သသိနေပင်သသေပင်သသௌတရိဘာဝယေပင်သသင်္ဃာတိကောဘေကုဩဃဒိဏောတိဩဃတိ ราญาเบกุมาปะมาโดมาติกามะกุณีระมิตุสัยตามาโลหะกุลังกิลีปะมาโดมากิณฑะทุกขมิรันติกัญชะมานောปริฆานะอะปิญญะตะปิญญานะริอะทายะอะทายะโดယမိသာနိသပညာသသဝိနိဗ္ဗာနတန္တိကေဒုညာကရံဘဝိထတ ပန္ဒစေတသဘိက္ခုနောအမနုတိရတ္တိယောတိဓမ္မဓမ္မဝိဘတတောယတောယတောဓမ္မတတိခန္ဓာနံဥရိယဘယံလဘတိပိတိဘာမောဇံလဘတိပိတိဘာမောဇံအမတံတံဝိသနတံသတ္တရာယမာတိဘဝတိဣရာပိညာတဘိက္ခုနောဣန္ဒြိယဂௌတိန်တံဒုဋ္ဌိပါတိမောက်ခေသံဝရော မိတ်ဒေဝသတုကလျာဏိသௌရာဇီဝေအာတန္တိတေပရိဒန္ဒာရဝုရယတအာသာရကုသလောတိယတတောပါမောသဘဟုလောဒုက္ခတန်တံဂရိတတိယောဘေကုအရှင်ယံတိမေတ္တာဝိဟာရီမေတ္တာကမ္မထံစီပြန့်၍နေလေးရှိ၏ဗုဒ္ဓသာသနေဖျားမြတ်စွာသာသနာ၌ပဒနောကြည်ညို၏ သောဘိကုထိုယံတိသင်္ခါရူပသင်္ခါရူပသမံသင်္ခါရတို့ဤငြိမ်ရာဖြစ်၍ငြိမ်သက်စွာထသောဒုက္ခလွန်စွာရှမ်းသာသောတဏ္ဍပရနိဗ္ဗာန်ကိုအဓိကသိရနိုင်၏ဘိက္ခုရှိသယံဣမန္တဝံဤအတ္တဘောတိဟုသောလေကိုဒိဉ္စာမိစ္ဆာဝိတတိဟုသောရေကိုသုပင်၍သွန်လောင်းလောဧတိဤ သိတ္တမိသဝိရတိဟုသောရေသွလောင်းအပ်ပြီးသောအတ္တဘောလေတိလဟုံလေးမြသောဣတတိနိဗ္ဗာန်သို့ရောက်လတ္တံရာဂင်သာရာဂဟုသောဘွဲကို၎င်းဒောသင်္သာဒောသာဟုသောဘွဲကို၎င်းစိန္ဒဖြက်လောတတော်ထိုသူဖြက်၍အရဟတဘုသို့ရောက်ပြီးသောနောက်ကာလ၌နိဗ္ဗာန်အနုပါတိဒေသနိဗ္ဗာန်သို့အေဟိတိရောက်ရလိမ့်တည်း မဟာသမုဒ္ဒရာ၌ရေပြည့်သောလှေဖြစ်ရာကရေပေါ်တို့ကိုပိတ်၍ရေကိုသွန်ပြည့်အပ်သည်ရှိသော ပေါ်ပေါ်ပါပါဖြစ်သည်ဖြင့်သမုဒ္ဒရာ၌မနစ်ပဲလှိမ့်မြန်သောလူရစိတ်ကမ်းတို့ရောက်နိုင်တကဲ့သို့ထိုအတူဤခန္ဓာကိုလှေကြီးသည်လည်းမိသာဝိတရေဖြစ်ရေပြည့်ဖြစ်ရာကသဗ္ဗုဒ္ဒရာသာသော အပေါက်တို့ကိုဖာထေး၍မိသာဝိတရေကိုသွန်ပြည့်အပ်သည်ရှိသော ဘောဘောဘာဘာဖြစ်၍တန်တရာဝတ်၌မနှိမ့်မြုပ်ပဲလှင်းမြန်းစွာနိဗ္ဗာန်စိတ်ကမ်းသို့ရောက်ရပြီလတ္တဟုလို။ပင်သာပေတို့ရောက်သေးတသောအောက်တန်ရောစဉ်၅ပါးတို့ကိုစိန်တေအောက်မှ၃ပါးပေါင်းဖြင့်ဖြတ်ရ၏။ပင်သာဗြဟ္မပြည်တို့ရောက်သေးတသောအထတန်ရောစဉ်၅ပါးတို့ကိုဇဟိအရဟတမဖြင့်ပေဖြတ်ပေဆုံးဖြတ်တော့ရ၏။ပင်သသသရာသရှိသောငါးပါးသောအိန္ဒြေတို့ကိုလည်း ဩဒရီလွန်သွာဘဝရေးဘွားရာဤပင်သသင်္ကာတိကောရာဂဒေါသမောဟမာနဒိဋ္ဌိဟုသွတ်သောငါးပါးသောညှိတွေခြင်းတို့ကိုလွန်ပြီးသောဘေကူယံကိုဩဃဒိန်တော်တိလေးပါးသောဩဃကိုပူမြောက်ပြီးသောသူဟု၍ဟောတိဆိုအပ်၏ဘေကူရှင်သာယံသာယနှစ်ပါးသောဇာသွားဖြင့်ရှုလဲရှုလောမာသမာရောကာယကံသာကြည့်သည်တို့၌မေ့လျော်ခြင်းရှိသည်ဖြစ်၍မနေလင်း ကာမဂုဏ်ငါပါသောကာမဂုဏ်၌ဒီတိဤစိတ်တံစိတ်ကိုမာရမေတုမမွေမမွေလျောစီလင်ဓမ္မရမေလျောတိဖြစ်၍လောဟကုလံသေးတွေခဲကိုမာကီလိမမြုံမိပါသေးလင် ။ဒါကြမှန်သောငရေ၌ပူလောင်သည်ဖြစ်၍ဣဒံဤပူလောင်ခြင်းကဒုက္ခဆင်းရဲလေစွာဣတိဤသို့မာကန္တိမငိုကြွေးပါလင်။အဘိညာသာသံကိုဖြစ်စေတသောလုံးလာနေခြင်းသောပညာမရှိသောသူအား။သာနာသံဒီနတ္တိမရှိအသာရတော်သံမရှိတော်သူအပညာပညာတိနတ္တိမရှိယံမိအခြင်းပုဂ္ဂိုလ်၌သာနင်းသံဒီ၎င်း ပညာသပညာသည်၎င်းအတ္တိရှိသောပုဂ္ဂလောထိုပုဂ္ဂိုလ်သည်ဝေသင်းသည်နိဗ္ဗာန်တန်ဒီကေနိဗ္ဗာန်ဤအနိနာတိတော်ရေဝတိတိသာလျင်တည်။သုံးညာကရံသိညာယတုပဝိထတဝင်း၍ကမ္မထံကိုနှလုံးပြုသည်ဖြင့်နေထသောတဏ္ဍစိတ်သာညင်တသောသိရှိရသောဓမ္မသင်သောကြောင့်အဖြင့်ဓမ္မတရားကိုဝိပဿတော်ရှုသောပုဂ္ဂိုလ်အား အာမနုတိအိယာထောင်သူလူတို့နေမထိုက်တန်မထိုက်တန်သောရတိဝိပဒနာတမာဘဟုသောမွေလျောခြင်းသည်ဟောတိပြည်ယတောယတောအချင်းချင်းတို့သောအချင်းရာဖြင့်တဏိကယတောယတောအချင်းချင်းအလိုရှိသောအခါ၌ခန္ဓာနာခန္ဓာငါးပါးတို့ဤဥရိယဘယံဖြည့်ရှင်ပြရှင်ကိုတမ္မတတိသုံးသက်ဤ တတောတတောထုရုသူသောအရှင်အားဖြင့်ဝါထုရုအခါ၌ပိတိမောကံမေတ္တရှင်ဝမ်းမြောက်ရှင်ကိုလဘတိယဤတံထုပိတိမောသတံထုပိတိဗမောသတိဝိသာနတံပညာရှိတို့ဤအမတံနိဗ္ဗာန်အမြိုင်နိဗ္ဗာန်ဒီသာလင်ဟောတိဖြစ်ဤရသာသနေဤသာသနာတော်၌ပညာတပညာရှိသော သိက္ခုနောယံအိန္ဒြိယဂௌတိသသဗ္ဗူသာသောအိန္ဒြေကိုဆောင်ခြင်းဒီ၎င်းတန်တုဋ္ဌိသာပိသိလေးပါးတို့၌ရောင်ရဲခြင်းဒီ၎င်းဤစကားရခြင်းအာဒီဝပါရိသုဒ္ဓိတိလပိသိယအတဏိတိရတိလနှစ်ပါးကိုဟောကြား၏ပါရိမောခေကြီးမြတ်သောတိလဟုဆိုရသော ပါရိမောခ၌သံဝရောသာဆောင်ဆောင်သီးပြည့်ခြင်းခြင်းဒီ၎င်းအဋ္ဌိရှိ၏အယံ ဤသီလလေးပါးဆင်ခြင်ခြင်းသည်တတရာထိုနိဗ္ဗာန်ကို ရရ၌ဝါပီတိပါမောဇကိုရရ၌အာဒီရှေဥအသနေရာထုသည်ဘဝတိဖြစ်၏သုဒ္ဓါသီဝေဆင်ခြင်သောတမွေခြင်းရှိကုန်ထသော အာတန္တိတေပြင်းဤခြင်းကင်းကုန်ထသောကလျာဏိသီလသာကြည့်သောခြေသူတို့ကြောင့်လွန်သွားကောင်းကုန်သော မိတ်တေအသေးခင်မွန်းတို့ကို ဗဇ္ဇတုသီကလီလောပရိဒန္နာရာဟုတိအာမိတာပရိဒန္နာရဓမ္မပရိဒန္နာရနေပြည့်စုံသော ဖြည့်ရှင်းရှိတော်သူသည်အတ္တဖြစ်ဟာဤအာသရကုသလောတိလခြင်းဝ၌လိမ္မာတော်သူသည်တိယာဖြစ်ဟာဤတတော်ထူသူသောအကြောင်းကြောင့်ပါမောသဘူလောတရားတည်းဖြစ်သောဝမ်းမြောက်ရှင်းများတော်သူသည် ဟုတ်တော်ဖြစ်၍ဒုက္ခသာအလုံးစုံသောဝိဒုက္ခဤအန္တံအဆုံး၌ကရိတ္တိပြုရပေတလတံဤတို့လင်မြတ်စွာဘုရားသည်ဟောကြားအပ်ကုန်သောဤကာရာတို့တွင်တခုတခုသောဂါထာဤအဆုံး၌ယံတရားတရားသည်နေတံယံနေတံယံရက်လိုက်တာလျင်ပရိသင်္မိတာ၄ပါးတို့နှင့်တကွာအရဟတဘုသို့ရောက်ပြီလျင် ကောင်းကင်တို့ပြန်တက်၍အလုံးစုံလဲဖြစ်ကုန်သောထိုယန်းတို့သည်ကောင်းကင်ဖြင့်သာလျှင်ယူသနာတရား၂၀ရှိသောခရီးကဲကိုလွန်မြောက်သည်ဖြင့်မြတ်စွာဘုရား၏ရွှေစင်းနှင့်ဒုသောအသိရှိသောကုတော်ကိုရှိမွန်သောမနာကြကုန်လျက်